ော့ကရိတ်မြောက်ပိုင်းကျေးရွာများတွင်တိုက်ပွဲများပြင်းထန်နေပြင်းပြင်းနဲ့ကော့ကရိတ်မြို့နယ်မြောက်ပိုင်းမြပရိုင်ကျေးရွာအုပ်စုတွင်စစ်ကောင်စီစစ်ကြောင်းများနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO ပူးပေါင်းတပ်များကြားနှစ်ဖက်တိုက်ပွဲများပြင်းထန်နေကြောင်းဒေသခံသတင်းရင်းမြစ်များကပြောပါရယ်အောက်တိုဘာ23ရက်နေ့မနက်ပိုင်းတွင်မြပရိုင်ရွာနဲ့ကော့ဖန်ရက်ကျေးရွာများတွင်နှစ်ဖက်တိုက်ပွဲများနိုင်ပိုင်းများစွာဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှထိခိုက်သေးဆုံးမှုများပြားနေကြောင်းဒေသခံသတင်းရင်းမြစ်များကဆိုပါတယ်ဒီတိုက်ပွဲများသည့်စစ်ကောင်စီကော့ဂရိတ်မြောက်ပိုင်းခြေရွာများကို ထိန်းချုပ်ရန်ဆက်လက်ကြိုးပမ်းနေမှုကြောင့်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်စစ်ကောင်စီစစ်ကြောင်းများက အောက်တိုဘာ6ရက်နေ့တွင်နဘူးကော့ဂရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးလမ်းပိုင်းဤရှိမြားပတိုင်းကော့ဖန်ရက်နောင်မီထီဖိုးဆန်နောင်တပွဲစတဲ့ခြေရွာများစီဆက်လက်ထိုးစစ်ဆင်ရန် ရွယ်ချက်ဖြင့်ရွာများတဲ့သို့ဝင်ရောက်ခါ KNL အနေနဲ့ KNDO ပူးပေါင်းတပ်များကပြန်လည်တုံ့ပြန်တဲ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပါတယ်။အီလန်ကိုထိန်းချုပ်ရန်ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းဖြစ်တဲ့အာရှလမ်းမကြီးကိုကာကွယ်ရန်နဲ့ကရင်ပြည်နယ်အတွင်းစစ်ကောင်စီထိန်းချုပ်မှုကိုချက်ထွင်ရန်ရွေချက်များဖြစ်ကြောင်းဒေတာကန်ချက်လက်များအရသိရပါတယ်။အော်တိုဘာ20ရက်နေ့ညနေပိုင်းတွင်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းထီဖိုးဆန်ရွာထဲသို့စစ်ကောင်စီက လေရင်ဖြင့်ဘုံမြကျဲချတိုက်ခိုက်ခဲ့ရာဘုံကြီးကျောင်းရှိရှိဘုံကြပောက်ကွဲခဲ့ကနေအိမ်ချို့မိလောင်ပျက်စီးခဲ့ပါတယ်။ဤလေကျောင်းတိုက်ခိုက်မှုများသည့်စစ်ကောင်စီခြေရွာများကိုဖိအားပေးရန်နီလန်းတစ်ခုဖြစ်နေပြီးဒေသခံများအတွက်အန္တရာယ်များစွာဖြစ်ပေါ်စေခဲ့ပါတယ်။စစ်ကောင်စီစစ်ကြောင်းများသည့်ညပိုင်းကော့ဖန်ရက်ထီဖိုးဆန်ရွာများမှတဆင်နောင်တိုင်းရန်ကုန်နှင့်အောင်ဘိုတဲရှိဒေါနာတောင်ပေါ်လမ်းဟောင်းစီထိ ဆက်လက်တက်ရောက်ရန်ရည်ရထားကြောင်းဒေတာကန်သတင်းရင်းမြစ်များကဆိုပါတယ်